လေချောင်းရေချောင်းနဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုတွေကိုအရင်ကထက်တတိထားကြဖို့အရခသက်တော် EE ကတတိပေးချက်ထုတ်ပြန်လာပါတယ်ရခိုင်ပြည်အပောင်းဝင် ရခိုင်နဲ့ဆက်ဆက်နေတဲ့မကွေးအေယာဝတီပဲခူးစတဲ့နေရာတွေမှာ ဖြစ်နေတဲ့တိုက်ပွဲတွေထဲစစ်တပ်ဖက်က ထိခိုက်ကြဆုံမှုတွေများနေတာကြောင့်စစ်တပ်ကလေကြောင်းရေကြောင်းအပြင်လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကိုအရင်ကထက်လှုပ်လာနေရလို့ဆိုပါတယ် ဒီစက်တင်ဘာလ29ရက်နေ့ထုတ်ပြန်ချက်ထဲမှာစစ်မှုထမ်းဥပဒေနဲ့စစ်သားစုဆောင်ခံရသူတွေကလည်းတက်ပြေးတာဘက်ပြောင်းတာနဲ့အလံဖြူထောင်ဝင်ရောက်လာတာတွေနေ့တိုင်းရှိနေတယ်လို့ဆိုပါတယ်။ဒီရက်ပိုင်းထဲမှာရခိုင်ပြည်ထဲကကြောက်ဖြူတန်သွဲမြို့နယ်တွေအပြင်ချင်းပြည်ထဲကပလဲဝါမြို့တွေကိုစစ်ကော်မရှင်တပ်ကရေကြောက်ကနေလက်နဲ့ကြီးနဲ့ပစ်ခတ်မှုလေကြောက်ကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့မြပြည်သတင်းရင်းမြစ်ကပြောပါတယ်။ စစ်ကော်မရှင်တပ်ကအရက်သားတွေနေတဲ့နေရာတွေကိုနေ့ရောညပါဗုံးကျဲတိုက်ခိုက်မှုတွေလုပ်နေတာကြောင့်အာလုံးတတိရှိကြဖို့ထုတ်ပြန်တိုက်တွန်းလာလို့အေအေကဆိုပါတယ်နေထိုင်ရာနေရာတွေနဲ့လူစုလူဝေးနေရာတွေကိုနေ့ရောညပါဗုံးကျဲပြစ်ခတ်မှုတွေပြုလုပ်နေတာကြောင့်အရက်သားတွေအနေနဲ့တတိရှိကြဖို့တိုက်တွန်းလိုက်တာဖြစ်ပါတယ်